ရှိဦးစွာဘုရားသခင်ရဲ့ခြေတော်ကိုချီးမွမ်းပါတယ်။အားလုံးမင်္ဂလာပါခင်ဗျ။ဒီနေ့လည်းအဲပေါဝန်ကျင်မှာနာဘောရဘတာများကဘုရားစာများကိုနော်လော့စပီကာဖွင့်ပြီးတော့မှဆိုနေကြတာဖြစ်တဲ့အတွက်ကားထဲမှာလာပြီးတော့မှအတန်သွင်းရတာဖြစ်ပါတယ်ပေါ့။အဲ့တော့ဟိုဘယ်တော့များပြီးမလဲလို့စောင့်နေပေမဲ့လည်းမပြီးတာဖြစ်တဲ့အတွက်ကားထဲမှာသွင်းတဲ့ခါမှာနည်းငယ် မိုးချုပ်သွားတယ်ပေါ့နော်မိုးချုပ်သွားတာဖြစ်တဲ့အတွက်အဲမထင်မရှားဖြစ်နေလဲတိခံပြဖို့အတွက် ပြောလိုပါတယ်လို့ဟုတ်ပြီခေါင်းစဉ်လေးကိုကျွန်တော်အနေနဲ့အလိုတော်နဲ့ညီမညီဆိုရက်ခေါင်းစဉ်လေးနဲ့ခွာပေးမှဖြစ်ပါတယ်တရားခန်းကိုစာပိုက်ဆက်ခွန်မှာရှာမွေလာသည်ရှောလူကိုမြင်တော့ခါထာဝရဘုရားကငါပြောတော်သူကိုကြည့်တော့ဤသူဒီငါ့ရဲ့လူတို့ကို အုပ်ချုပ်ရမည်ဟုမိန်တော်မူ၏ ်ဆိုပြီးတော့မှရှော့လုတ်ကိုနော်ရှော့လုတ်ကိုအဲ့ဒရေလာလူမျိုးတွေကိုအုပ်ချုပ်မဲ့ဘရင်အရာမှာဘုရားသခင်ကဗိတ်သိက်ခိုင်းတာဖြစ်တယ်နော်ရှာမွေလာပရောဖက်ရှာမွေလာနော်အတ္တရာခန်း30စပိုက်1မှာကြတော့ဗိတ်သိက်လိုက်ပြီအဲ့ဒါပါ စီဘူးယူပြီးတော့မှရှော့လုတ်ခေါ်ပြီးတော့မှဗိတ်သိက်တယ်ဆိုတော့တွေ့ရတယ်အဲ့တော့အဲ့ဒါနဲ့ပြီးသလားဆိုတော့မဟုတ်ဘူးအလိုတော်နဲ့ညီเจ้าမညီเจ้าကိုသူက ဘာလို့လဲဆိုတော့လူလူရှစ်မှာတက်တည်ပြတယ်နော်အဲ့တော့ဒီတရခန်း30စာပိုက်20နဲ့21မှာကြတော့ဘာလို့လဲဆိုတော့ရိတ္တရီလာ အမျိုးသားတွေအားလုံးကိုခေါ်ပြီးတော့မှသူတို့ရှစ်မှာအမျိုးလိုက်ဇေရန်ချတယ်ဆိုတာတွေ့ရတယ်နောက်ဆုံးမှာဘင်ဂျမင်အမျိုးပြီးရင်ဟာလာဘင်ဂျမင်အမျိုးမှာမှမာဒရိအမျိုးနော်ပြီးမှကိရှအမျိုးရှောလို့ ဆင်းမှာစေးတန်ရတယ်ဆိုတော့တွေ့ရတယ်ဆိုတော့ကတော့တာဖျားသခင်အလိုတော်နဲ့ညီလားမညီလားဆိုတော့လူတွေရှိကိုသူကတက်တက်ပြချင်းဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့အလို့တစ်ခုခုလို့တော့မယ်ဆိုရင်တခါလေးမှာကျွန်တော်တို့ကိုယ်တိုင်လဲနော်ကိုယ့်ရဲ့ခံစားချက်ကဖျားသခင်အလိုတော်ဖြစ်တယ်လို့ကျွန်တော်တို့ခံစားရတဲ့အချိန်နဲ့ရှစ်တက်တယ်ဒါကြောင့်ဒီနေ့တိဖို့က ဘုရားသခင်အလိုတော်နဲ့ညီလားမညီလားဆိုတာကိုကျွန်တော်တို့တက်တည်နော်ရှာဖို့လိုပါတယ်နှုတ်မတော်ကိုစိတ်ခံစားမှုကြောင့်ဖြစ်နိုင်တယ်တယောက်ယောက်ကလာ ပြောလို့လဲနော်အဲ့ဒါကိုစိတ်နဲ့သွားတူပြီးတော့မှနော်ဟိုလိုက်လို့တာမျိုးဖြစ်တတ်တယ်ဒါကိုသတိပြုဖို့နော်ခွန်အားပေးချင်တာဖြစ်တယ်ပေါ့နော်ပြီးရင်ဓမ္မရာဇဝင်တတိယဆောင်အခန်း73မှာဘာတွေ့ရလဲဆိုတော့ ီဖျားသခင်ရဲ့လူတယောက်နာမည်မပေါင်းသူကဒီရှောလူကိုတွားတားဖို့ရှောလူကဘာလို့လဲဆိုတော့သူကဒီရစ်ပလင်တော့သူရစ်ပူစော်မှာအဲ့တော့တွားတားဖို့နဲရှောလူရဲ့အနာကဘာဖြစ်မယ်ဆိုတော့တွားပြောဖို့အတွက်ဖျားသခင်ကလှုပ်လိုက်တယ်လှုပ်တဲ့ခါမှာလှုပ်တဲ့ခါမှာသူကအဲ့ဒီတမှာဖျားသခင်ကမှားလိုက်တယ်မင်းဘာမလုပ်အောင် ဘာပဲလို့မှားလိုက်တယ်အဲ့ဒါနဲ့ तू သွားတယ်သွားတဲ့အချိန်မှာ short လို့ကနော်ရစ်ပလင်မှာရစ်ပူစော်ဖို့လုတ်တယ်သွားတားတယ်အပြတ်မှာ ကျွန်တော်အဲ့ဒါလေးဖတ်ချင်တယ်300အခန်း73စာပတ်ဆက်ခေါ်မှာထောင်ရဖျားကထိုရက်၌မုတ်ကိုမစားနဲ့ရေကိုမတောက်နဲ့လာတော့လမ်းဖြစ်မပြန်နိုင်ဟုငါအာမိန်တော်မူကြောင်းကို ပြောဆို၏ ပရိုဖက်ကလည်းငါသည်တင်ခဲ့တော့ပရိုဖက်ဖြစ်တင်ဒီငါ့ကိုတင်တင်ဒီမုတ်ကိုစား၍ရေကိုတောက်စေခြင်းကတင့်ကိုငါအိမ်သို့ခေါ်ရမည်အကြောင်းကောင်းကင်တမန်ဒီထာဝရဘုရားနှုတ်ကပတ်တော်အဖြစ်မာထားပြီးမူတာကိုတုံး၍ပြောဆို၏အဲ့ဒီဘုရားသခင်ရဲ့လူပရိုဖက်ကိုဘုရားသခင်ကအဲ့ဒီမှာမအိတ်ခိုင်းဘူးဘာမှမစားခိုင်းဘူးလာလန်းနိုင်မပြန်နဲ့မှာလိုက်တယ်ချက်ချင်းပြန်ပြောပြီးသွားတယ် ဒါမဲ့သူ့လူမျိုး prophet တပါးကလိန်ပြီးတော့မှမဟုတ်ဘူးတဲ့စားပါတဲ့အိပ်ပါတဲ့နော်တောက်ပါဘုရားသခင်ကငါ့ကိုမှားတယ်တဲ့သူကလည်းငါလည်း prophet ပဲတဲ့ကောင်းကင်သမန်လာပြောတယ်တဲ့အဲ့ဒါကိုယုံတယ်အဲ့ပရမ prophet ကတကယ်ဆိုတော့သူပြောတဲ့စကားသာမှန်ရင်အဲ့ဒီမှာစားဖို့ဘုရားသခင်အလိုရှိရင်အဲ့ဒီပရမဘုရားသခင်လို့ဘုရားပြန်ပြောမှာပေါ့ ဖះစိတ်ပြောင်းသွားတယ်ပေါ့နော်ပြန်ပြောမှာပေါ့အဲ့လိုလည်းပြန်မပြောဘူးပေါ့နော်အဲ့ဒါကို तू ကစားချင်နေတာပေါ့ तू ကလည်းပင်မမှာပေါ့နော်အဲ့တော့ကိုတိပဲဆိုတော့ဟိုကလိန်နာကိုပါသွားရောဒါလိုဖြစ်တယ်အဲ့ဒီခါမှာကြားကြိုက်ပြီးတည်သူ့ရဲ့မြင်းနဲ့ကြားနဲ့အတူရှိတယ်မကြိုက်ဘူးမြင်းကနော်ဒါလိုတွေ့ရတယ်နော်ဒါကြောင့်ကျွန်တော်တို့ကဟိုဖះသခင်ရဲ့အလိုတော်နဲ့ညီမညီ เนาะနားလည်ဖို့နှစ်ဖက်တက်တည်ရှိတယ်ဆိုတော့သိဖို့လိုတယ်ကို့မှာတက်တည်ရှိရမယ်ဟိုဘက်ကတက်တည်ရှိရမယ်တူရမယ်เนาะရှမွေးလာကတော့ဖယားနှုတ်ကပတ်တော်မှန်တယ်ဆိုတာကိုဘာလို့လဲပြိတ္တရှိမှာဈေးရန်ချပြအတီးပြုတယ်အဲ့လိုမျိုးဖြစ်ရမယ်เนาะတောင်ယူနိုက်မက်တာမှန်တယ်ဆိုတာကိုเนาะလူရရှိမှာတက်တည်ပြနိုင်ရမယ်နောက်တစ်ခုကဒီတမန်တော်ဝတ္ထုအခန်း30မှာเนาะဒီတမူးကောနေလိတို့အဖွဲ့အကြောင်းအားလုံးသိတယ် အဲ့တော့သူတို့ကအစာရှောင်ဆူတောင်းနဲ့ပေကန်းစွန့်ကြဲတယ်လို့ပေါ့လှုပ်တဲ့အခါမှာထောင်ရောက်ဖျောက်ကိုးကွယ်တာအဲ့တော့ထောင်ရောက်ဖျောက်ကိုးကွယ်စိန်လုံးမှန်တော့ကောင်းကင်သမားငါရောက်လာပြီးတော့မှရုပ်ပေမြို့မှာတဲ့နော်ရုပ်ပေမြို့ကိုလှူလှွတ်လိုက်လှုပ်ပြီးတော့မှပေတရိဆိုပေတရုဆိုတာရှိတယ်တဲ့တော့ပင့်သူကမင်းတို့ကိုဘာလှောက်အောင်လဲဆိုတာကိုပြောပြမယ်တဲ့အေးဝင်ကလေးပေါ့သူတို့ကြားဖို့လူရအနေအရအေးဝင်ကလေးဖြစ်တယ် သူကတကယ်ပဲစိတ်သလုံးနဲ့ဖះယုံနေတာကိုယုံတော့ကဲတင်ချင်းရဖို့အတွက်နော်ဒီအင်္ဂလိပ်ယေရှုရဲ့အကြောင်းကြားဖို့လိုနေတာကိုလှုပ်ခိုင်းတယ်အဲ့တော့သူကလှုပ်လိုက်တယ်အဲ့ချိန်မှာပေတရုကလည်းစင်ချင်နေတယ်တဲ့သူမြင်ရတဲ့ယူပါယုံတစ်ခုစင်ချင်တဲ့ချိန်မှာအောက်မှာရောက်လာတယ်သူ့ကိုလာခေါ်တဲ့လူ၃ယောက်အဲ့ချိန်မှာပဲဝိညာဉ်တော်ကပေတရုစကားပြောတယ်နော် ေသူတို့ဒီတဲ့တမန်တော်ဝတ်ထုအခန်းငားမှာအခန်း30စာပိုက်ငားမှာတော့ပေသူတို့သွားပိန်ခိုင်းတယ်အဲ့တော့အခန်း19စာပိုက်20ရောက်တော့သူတို့ပေသူတို့စီရောက်လာတယ်ပေသူတို့ဒီထူယူပါယုံကိုဆင်ချင်ရနေစဉ်တွင်ဝိညာဉ်တော်ကလူ၃ယောက်တို့ဒီတင့်ကိုရှာကြ၏ထရွေဆင်းလောတွေးတောချင်းမရှိဘဲထူသူတို့နဲ့အတူလိုက်သွားလောအเจ้าမူကထူသူသည်ငါဆီလွတ်တော်သူဖြစ်ကြသည်ဥမိန်တော်မူလင်လို့ပြောတော့တွေ့ရတယ် အဲ့တော့ကျွန်တော်တို့သိဖို့ကတစ်ဖက်ကဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကိုရယူမှန်တယ်ဆိုရင်တော့နောက်တစ်ဖက်ကိုလည်းဘုရားသခင်စကားပြောတယ်ဆိုတော့တွေ့ရတယ်တခါကဟိုလူတယောက်ပေါ့လေယုံကြည်သူအဲ့တော့နှုတ်ကပြောတဲ့အတိုင်းဟိုဘယ်လိုခေါ်မလဲ နှုတ်ခမ်းတီးဆားရမယ်ဆိုပြီးတော့ယုံပြီးတော့မှရှောက်ပြောသလားတော့မသိဘူးပေါ့အဲ့လူကနိုင်ငံခြားလာတဲ့ဆရာသူရုပ်ချောချောသူချစ်ပြီဆိုရင်ဘာပြောလို့ရှိလဲဆိုတော့ဘုရားသခင်ငါ့ကိုပြောတယ်မင်းငါနဲ့လက်ထပ်မယ်လို့ပြောတယ်အဲ့လိုပြောတာဆိုတော့သူကလည်းရုပ်နာတာလည်းဖြစ်မှာပေါ့ဘယ်သူမှမကြိုက်ဘူးပေါ့ဘာမှတော့ပြန်မပြောကြအောင်နိုင်ငံခြားဆရာမတယောက်ကြတော့အဲ့လိုပဲသူပြောတော့သူကနှုတ်ခတ်တော်ရှိတဲ့ဆရာမဆိုတော့ဘာပြောလဲဆိုတော့ မဟုတ်ဘူးထင်တယ်နော်တဲ့ဖះကကျမကိုဘာမှပြောဘူးတဲ့ခမရကိုဖះပြောရမှန်ကျမကိုလည်းပြောမှာပဲပြန်ပြောတယ်လို့တွေ့ရတယ်နော်သူကလည်းအဲ့လိုပြောရင်ပြောရင်တကယ်လည်းရသွားတယ်တဲ့ချင်းတောင်ပါလေအဲ့လိုရသွားတယ်လို့ပြောတယ်နော်တိရစ္ဆာန်ဘုကဒါဖះသခင်အလိုတော်မှန်ညီမညီကျွန်တော်စစ်လို့ရပါတယ်တယောက်ကကိုယ်လာပြောတာဒါဒါဒါဖြစ်မယ်အရေးကြီးတဲ့ကိစ္စပေါ့နော်ဖြစ်မယ်လို့ပြောရင်ဖះပြောခိုင်းတယ်လို့ပြောရင်ဖះတင့်လို့ပြောမှာ ဘသူလာလိုက်မယ်ဘာပြောလိုက်မယ်သူပြောတဲ့တိုင်းလို့အဲ့လိုနှစ်ဖက်လာတာဖြစ်တယ်နော်ဖြစ်တယ်ဒါကြောင့်ဒီနေ့ကစပြီးနော်သူများပြောတိုင်းမယုံဖို့နော်လိုတယ်နှုတ်ကပတ်တော်နဲ့အလိုတော်နဲ့ညီညီမညီနော်ဒီနည်းတိုင်းတိုင်းဒီနည်းလေးတိုင်းပဲစစ်ဆေးပါအဲ့ဒါဆိုရင်တော့အလိန်ခံမှာမဟုတ်ဘူးနော်ပြင်အလိုတော်နဲ့ညီတော့ကောင်းကြည့်ဖြစ်မှာပေါ့အလိုတော်နဲ့မညီတော့ရှောင်းနိုင်ပါပေါ့ဒါလည်းကောင်းကြည့်တစ်မျိုးပါပဲပေါ့ဒါကြောင့်ဒီနေ့ကစပြီး အလိုတော်နဲ့ညီမညီဒီနည်းနဲ့ဆစ်ဆေးပြီးမှနော်အလိုတော်ဝန်ခံကြပါလို့တိုက်တွင်းနဲ့နေကုန်းချုပ်ပါတယ်ဘုရားသခင်နဲ့တင်တော်အလုံးကောင်းချီးပေးပါစေတော့အာမင်